အားလုံးပဲမင်္ဂလာပါဆံမလေးရဲ့စာဖတ်ပြမယ့်စီစဉ်လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းဆံမလေးကစာရေးဆရာထိန်လင်းရေးသားထားတဲ့ငါတို့ပါငါတို့ရှိတယ်ဆိုတဲ့စာအုပ်လေးတွေကစောင်းမလေးတွေကိုဆက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်စောင်းမလေးတွေမဖတ်ပြခင်မှာငါတို့ပါငါတို့ရှိတယ်ဆိုတဲ့ကြပြားလေးကိုပြန်လည်ဖတ်ပြပါမယ်ရှင် နားဆင်ပေးကြပါအောင်နော် ငါတို့မှာငါတို့ရှိတယ်အရှိနဲ့အနောက် နေနေညမတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူ အတူတူမျှဝေခံစားတို့တွေအားလုံးຫນွေອູ້ກະອຫມွေໄປແກ່ແດ່ຕໍ່ຫຼັນຍີຄີ້ຕົວດີວ່າອະນີ້ນາມາຊະນີ້ຕາແນ່ສွေမျိုးມີບໍ່ຊິຈະຍິນແລ້ວມິດຕາພີ້ແນ່ຕ້ວຈິນດ້ວຍກະບາບໍກະເນຍອະນັ້ນແຈ່ພ່ຽນສວາຊິຫນີແດ່ຈອງຕະດິນກອງປາພະຍາສີ စိုးရိမ်စိတ်ထိတ်လန့်စိတ်တွေဝေစိတ်တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ဆရာမလေးဖတ်ပြမယ်ခေါင်းစဉ်လေးကတော့ဥပဒေဆိုတာအသက်ဝင်မှာဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဥပဒေဆိုတာ အသက်ဝင်မှဥပဒေဆိုတာသက်ဆိုင်ရာတိုင်းပြည်မှာရှိတဲ့လူများစုအတွက် ကောင်းကျိုးကိုဥတည်ပြီးတရားသဖြင့်ပြဋ္ဌာန်းရတာဖြစ်ပါတယ်။ပြဋ္ဌာန်းထားတဲ့ဥပဒေတွေအသက်ဝင်ဖို့လေးစားလိုက်နာဖို့ကလည်းအရေးကြီးပြန်ပါတယ်။ဥပဒေရဲ့အကျိုးသက်ရောက်မှုရှိပါမှ ဥပဒေရဲ့အကာအကွယ်ရရှိတဲ့လူအတိုင်းဝိုင်းတစ်ခု ဖြစ်ပါပါ။တခါတည်းရန်မှာအုပ်စိုးသူလူရန်စားက အားနည်းနစ်နာတဲ့လူဒန်းစားဘက်က မရက်တီတဲ့အခါတရားဥပဒေကတခြားလက်တွေ့ကတခြားဖြစ်တတ်ပါတယ်။ဒီလိုဖြစ်တဲ့အခါဥပဒေရဲ့အကာအကွယ်ကိုမရရှိသူတွေကအရေးဆိုဖို့ရာသက်သေးထောက်ထားလိုအပ်လာပါတယ်။အထောက်ထားရှိပါသာဥပဒေဘလို့ပလိုက်နာပါဘူးလွတ်လပ်ခွင့်ဘလို့ဆုံးရှုံးပါတယ်ဆိုတာပြောနိုင်မယ်မဟုတ်လား အမေရိကန် Civil Right လှုပ်ရှားမှုအတွင်းအဲ့ဒီလိုစမ်းသပ်မှုတွေလည်းရှိခဲ့ပါတယ်။ဒီတစ်ခါတော့အဲ့ဒီအကြောင်းလေးတွေ ပြောပြချင်ပါတယ်။အမေရိကန်ပြည်ရင်းစစ်ဖြစ်နေတဲ့ကာလအတွင်းမှာကျွန်စနစ်ဖြတ်သိမ်းရေးအတွက် Abraham Lincoln ကလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီချိန်အမေရိကန်တောင်ပိုင်းမှာစစ်ဖြစ်နေတုန်းပဲရှိပါသေးတယ်။1865ခုနှစ်မှာအမေရိကန်အခြေခံဥပဒေ ဖြည့်ဆွက်ချက်အမှတ်73နဲ့တိုင်းမီတစ်ခုလုံးကျွန်းစနစ်ဖျက်သိမ်းခဲ့ပါတယ်1868ခုနှစ်မှာပြာထန်းနဲ့ဖြည့်ဆွက်ချက်အမှတ်14နဲ့လူမဲများကို နိုင်ငံသားဖြစ်အသိမှတ်ပြုခဲ့ပြီးနောက်နှစ်နှစ်အကြာမှာဖြည့်ဆွက်ချက်အမှတ်15နဲ့လူမဲအမျိုးသားတွေကိုမဲပေးခွင့်ပြုခဲ့ပါတယ် 1895ခုနှစ်မှာပြဋ္ဌာန်းလိုက်တဲ့နိုင်ငံသားခွင့်ရေးဥပဒေအရလူမဲများကိုတဲခိုကန်ကဆက်ယုံအစရှိတဲ့အများပြည်သူအတွက်သတ်မှတ်ထားတဲ့နေရာတွေမှာကန့်သက်ထားတာတွေမရှိတော့ပါဘူးဥပဒေရဲ့အကျိုးသက်ရောက်မှုမြန်မြန်ဆန်ဆန်ရရှိခဲ့ပေမဲ့ကျွန်ပိုင်ရှင်ဖြစ်ခဲ့ဘူးသူတွေနဲ့လူပြူကြီးဆိုးရေးဝါဒီများက ခွဲခြားဆက်ဆံတဲ့စနစ်ကိုဒေတာအလိုက်ကျင့်သုံးနိုင်ဖို့စူးစမ်းခဲ့ကြပါတယ်။ စစ် in movement တွေဘတ်စကားတပိတ်ဆန္နာပြမှုစသဖြင့်ရပိုင်ခွင့်အတွက်တိုက်ပွဲတွေကြောင့်အကျိုးသက်ရောက်မှုတွေတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ဒါတွေကလူမဲတွေအတွက် ကောင်းကျိုးရရှိစေပေမဲ့ခွဲခြားဆက်ဆံရေးစနစ်ကိုကျင့်သုံးသူတွေအတွက်ဒေါသမီတောက်စေခဲ့ပါတယ်။ဒါကြောင့်လူမဲတွေအဖို့ K3 လုံးလိုအဖွဲ့တွေရဲ့အကြမ်းဖက်အနိုင်ကျင့်မှုတွေတပ်ဖြတ်မှုတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီတော့တွင်မှာဗဟုတရားယုံက ခွဲခြားဆက်ဆံခြင်းကိုတားမြစ်တဲ့အမိန့်တစ်ခုချခဲ့ပါဗျ။အဲ့ဒီအမိန့်ကတော့ပြည်နယ်တွေကိုဖျက်ဆီးသွားတဲ့မိရထားအဝေးပြေးကားတွေနဲ့ကားဂိတ်ယထာဘူရာတွေက ထိုင်ကုန်တွေပါ လူပြူလူမဲခွဲခြားထားခြင်းမရှိစေရဆိုတဲ့အမိန့်ဖြစ်ပါဗျ။တာမန်အားဖြင့်အမိန့်ထုတ်လိုက်ပြီးဆိုရင်လွတ်လပ်ခွင့်ရပြီလို့ယူဆနိုင်ပေမဲ့ ဥပဒေအတိုင်းမလိုက်နာသူတွေကြောင့်စိုးရိမ်ရပါတယ်။တက်ကြွလှုပ်ရှားသူတွေကအဲ့ဒီဥပဒေအသက်ဝင်ခြင်းရှိမရှိစမ်းသပ်လို့ကြပါတယ်။ Freedom Ride လို့အမည်ပေးထားတဲ့လွတ်မြောက်မှုရှိမရှိစမ်းသပ်တဲ့ခီးစဉ်စတင်ဖို့စီစဉ်ပါတော့တယ်။1962ခုနှစ်မေလ4ရက်နေ့မှာလူပြူနဲ့လူမဲ တက်ကြွလှုံရှားသူ73ဦးကဝါရှင်တန် DC ကနေတောင်ပိုင်းယူအော်လန်ကိုသွားတဲ့ဘတ်စကားကိုစီးနှင်ခဲ့ကြပါတယ်။ဘတ်စကားကဗာဂျီနီးယားတောင်မြောက်ကယ်ရိုလိုင်းနာဂျော်ဂျီယာအယ်ဘာမာမစ္စစ်ပီပြည်နယ်တွေကိုဖြတ်သန်းပြီးမှညူအိုလင်းမြို့ရှိရာလူဝီစီယာနာပြည်နယ်ကိုရောက်မှာပါ။သူတို့73ဦးက Freedom Ride ကိုစတင်တယ်ဆိုပေမဲ့သူတို့ရဲ့ Congress on Racial Equality နဲ့အကြမ်းမဖက်ညှိနှိုင်းဆောင်ရွက်ရေးကျောင်းသားကော်မတီ Student Nonviolent Coordination Committee SNCC အဖွဲ့မှပြည်내39ခုကနောက်ခံလူမျိုးရေးစီးပွားရေးနောက်ခံမတူညီကြတဲ့သူတွေပါဝင်ပါတယ်။အဖွဲ့ဝင်အများစုကကောလိပ်ကျောင်းသားများဖြစ်ကြပြီးအဖွဲ့ဝင်ရဲ့၄ဘုံ၃ဘုံက အသက်18နှစ်ကနေ30နှစ်အကြာရှိကြပါတယ်။အကယ်၍ဒီခီးစဉ်မှာ အစင်မပြေတာတွေရင်ဆိုင်ခဲ့ရပင်ဆိုရင်တဘိုကြတဘိုတက်စနစ်မျိုးလက်ဆင့်ကမ်းတာဝန်ယူဖို့တွေကိုလည်းပြင်ဆင်ထားကြပါတယ်။သူတို့စီးလာတဲ့ဘတ်စကာအယ်ဘားမားပြည်နယ်ကို ရောက်တဲ့အခါမှာတော့မီးလောင်ဘုံနဲ့တိုက်ခိုက်တာခံခဲ့ရသလိုလူအုပ်စုဘွဲ့ထိုးကျိတ်ရိုက်နှက်ခြင်းတွေပါ ခံခဲ့ကြရပါတယ်။ မီးလောင်နေတဲ့ကားထဲကထွက်မရအောင်တကားတွေကို ပိတ်ဆို့ပြီးအသေးတက်တဲ့အထိလှုပ်ဆောင်ခဲ့ကြပါဗျာ။အဲ့ဒီလိုရှံပြူသူတွေတဲ့ကေသုံးလုံးခိုင်းသားတွေပါဝင်သလိုရဲတွေကပါအားပေးအမြောက်ပါဝင်ခဲ့ပါတယ်။သူတို့လို Freedom Rider တွေမပြောနဲ့မီးလောင်နေတဲ့ကားထဲကလူတွေကို အကူအညီပေးသူတွေကိုတောင် ရှံပြူခံရပါတယ်။ Freedom Rider တွေကတော့သူတို့ရဲ့ရည်ရွယ်ချက်နဲ့ လုံးလထုံမှုကို လုံးဝမလျှော့ကြပါဘူးအဲ့ဒီနှစ်ထဲမှာပဲ freedom right ခီးစဉ်ပေါင်းများစွာကို အဖမ်းစည်းခံရန်အပြုတ်ခံပြီးဆင်နွှဲခဲ့ကြပါတယ်သူတို့ရဲ့ကျိုးပန်းမှုတွေကြောင့်တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို အောက်ခြေမှာလိုက်နာခြင်းမရှိတာပေါ်လွင်ခဲ့ပါတယ်သူတို့ရဲ့လှုပ်ရှားမှုဟာအကြမ်းမဖက်လှုပ်ရှားမှုဖြစ်တာကြောင့် ရင်းနှီးပေးဆက်ကြရပေမဲ့ရရှိတဲ့အကျိုးကသူတို့ရဲ့နောက်မျိုးဆက်တွေအထိခံစားရတဲ့အကျိုးတွေဖြစ်ပါတယ်။လိုချင်တာရဖို့ခီးဆုံးကိုရောက်ဖို့မလျှော်ရမ်းဆွဲနဲ့ကျွန်တော်တို့အားလုံးအတူတကွကြိုးပမ်းကြရပါလိမ့်မယ်။မမေ့ပါနဲ့။ငါတို့မှာငါတို့ရှိပါတယ်။18ရက်22လ2021နောက်ထပ်ဆောင်းပါးလေးတစ်ပုဒ်ကိုတမန်ဖတ်ပြသွားပါမယ်။ ဆောင်းပါးလေးရဲ့နာမည်ကတော့လူတိုင်းကောင်းဆောင်တဲ့လူတိုင်းကောင်းဆောင်ဒီနေ့ခေအခါဟာတွန်စိတ်ဖြောက်ဖို့အမည်ရှိမှသခင်တက်တဲ့ခင်မျိုးတကြော့ပြန်ရောက်လာတဲ့ချိန်လို့ဆိုနိုင်ပါတယ်စစ်ကြုံအဖြစ်နုံနဲ့မခံပဲရုံးထွက်တော်လှန်ကြတဲ့အခါသခင်စိတ်မွေးရင်လူတိုင်းသခင်ဖြစ်မှာပါတနည်းအားဖြင့်လူတိုင်းဥဆောင်တဲ့ခေတ် လူတိုင်းကောင်းဆောင်ဖြစ်ခဲ့ခဲ့ပါလူတိုင်းဟာ ကိုဘွားရဲ့မာလိမ်မှုဖြစ်တာနဲ့အညီရွေဦးတော်လှန်ရေးမှာလဲလူတိုင်းကောင်းဆောင်ဖြစ်နိုင်သလိုလူတိုင်းကသူရဲကောင်းဖြစ်နိုင်ပါတယ်အများအတွက်ဥတီကြိုးပမ်းမှုတွေမှန်သမျှအချီးအနှီးဖြစ်မှာမဟုတ်ပါဘူးဘယ်နေရာမှာဘယ်တောင်ဝင်ကိုထမ်းဆောင်သည်ဖြစ်စေကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကမှတ်တမ်းဝင်မှာဖြစ်ပါတယ်ဒါဟာမြောက်ပင့်ပြောဆိုခြင်းလုံးဝမဟုတ်ပါဘူး နီးပညာခေ globalization မဟုတ်တဲ့အထိတ်ကာလဖြစ်ရတွေမှာတော့မှတ်တမ်းတင်ခံရတဲ့အညတရာတွေပံ့ပိုးကူညီသူတွေများစွာရှိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း60ခန့် American Civil Rights Movement ရဲ့ Freedom Right လှုပ်ရှားမှုအတွင်းကအညတရာသူရဲကောင်းတယောက်အကြောင်းပြောပြခြင်းပါတယ်။ အသားရောင်ခွဲကြသူတွေဝိုင်းဝန်းတိုက်ခိုက်လို့ freedom rider တွေနဲ့တာမန်ခီးသွားများစီးနှင်းလာတဲ့ဘတ်စကားအကြီးအကျယ်မီးလောင်ပြီးအတင်းရက်ခိုင်းတာကြုံခဲ့ရတဲ့အချိန်မှာပါဖြစ်ရက်ကအယ်ဘားမပြည်နယ်အန်ဒဆန်တန်မြို့မှာပါဘတ်စကားရက်လိုက်တဲ့နေရာက လူပြူမီသားစုရဲ့စတိုးဆိုင်လေးတစ်ခုရဲ့အနီးမှာပါ မီးလောင်နေတဲ့ကားထဲမှာပါလာသူတွေက မိခိုးတွေကြောင့်အသက်ရှူခက်ခဲတာတွေမုန်းချက်တာချောင်းဆိုးတာတွေဖြစ်နေကြတာပေါ့ဒီတခါစတိုးဆိုင်ပိုင်ရှင်ရဲ့၁၂နှစ်အရွယ်သမီးလေးဂျန်နီမီလာက ရေရွေယူလာပြီးခီးတဲ့တယောက်ချင်းစီကိုတတ်တာအောင် အကူအညီပေးခဲ့ပါတယ်အစုံရောက်ခွဲခြားရေးဝါဒီတွေကအဲ့ဒီလိုအကူအညီပေးတာကိုတော့လက်မခံနိုင်ပါဘူးဒါကြောင့်ဂျန်နီမီလာကို သူ့မိသားစုနဲ့အတူမနေဖို့ အဲ့ဒီမြို့မှာလည်းမနေဖို့မောင်းထုတ်ခဲ့ပါဗါးဒီလိုလုတ်ခဲ့ပေမဲ့ Channel Mila ကို Angel of Amsterdam လို့အမည်ပေးဂုဏ်ပြုခဲ့ကြပါဗါးနောက်ထပ်ပြောပြခြင်းသူတူဦးကတော့မဟာတမဂန်ဒီရဲ့ဇနီးကက်စတိုဘာရာဂန်ဒီဖြစ်ပါတယ်။သူကခင်မွန်းတယ်နဲ့အတူအိန္ဒိယနိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ ခင်မွန်းရဲ့အကြမ်းမဖက်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလိုအတူတူအဖမ်းခံအစာငတ်ခံခဲ့သူလည်းဖြစ်ပါတယ်။သူဟာ သားသမီးများနဲ့မိသားစုရဲ့နိုင်ငံ့အရေးကို စိတ်သက်ခိုင်မာစွာလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။အကြမ်းမဖက်ခြင်းနဲ့ပတ်သက်တဲ့တင်ငန်းစာကိုကျွန်ုပ်ရဲ့ဇနီးတဲ့ထံကတင်ယူခဲ့ပါတယ်လို့တော့မဟာတမဂန်ဒီကပြောဆိုခဲ့ဘူးပါတယ်။ဂန်ဒီရဲ့အရှိန်အဝါ ခေါင်းဆောင်မှုစမ်းရည်တွေကြောင့်ဇနီးဖြစ်သူရဲ့အခမ်းကဏ္ဍမင်းမိန်တဲ့သဘောမျိုးဖြစ်ပေမဲ့ဒီဇနီးကြောင့်ဂန်ဒီဖြစ်လာတယ်လို့ဆိုနိုင်ပါတယ်။တကယ်တော့ဂန်ဒီရဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့သဘောတူခြင်းမတူခြင်းတွေဝေဖန်မှု တိုက်တွန်းမှုဖိမမှုကုညီပံပိုးမှုတွေအနီးကပ်လှုပ်ဆောင်နိုင်သူကဇနီးဖြစ်သူတဦးတည်းပါ။ကက်စတိုရာဘာဂန်ဒီဟာ မဟာတမဂန္ဒီရဲ့အပေါင်းအဖော်ဇနီးမယားပြုစုစောင့်ရှောက်သူတာမကဂန္ဒီရဲ့ကိုယ်စားလှယ်ဖြစ်ပါ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ကိုလိုနီအစိုးရရဲ့ဖမ်းဆီးအကျဉ်းချတာကို ခံရပြီးအကျဉ်းကျစဉ်သူမကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။သူကွယ်လွန်တော့မဟာတမဂန္ဒီက အခုလိုပြောပါတယ်။သူဟာကျွန်ုပ်ရဲ့ခွဲမရတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဘယ်မျိုးသမီးကမှကျွန်ုပ်ကို သူ့လိုအရွေးဖြစ်အောင်မလုပ်နိုင်ပါဘူးကက်စတိုရာဘာဂန်ဒီကိုဂုံပြူတဲ့အနေနဲ့သူမရဲ့မွေးနေ့ဖြစ်တဲ့ဧပြီလ17ရက်နေ့ကို National Safe Motherhood Day ဖြစ်သတ်မှတ်ထားပါတယ်တကယ်တော့အများအတွက်လှုပ်ဆောင်ကြိုးပမ်းသူပြည်သူက ချစ်တဲ့သူတွေဆိုရင် လူသေးပေမဲ့နာမည်မသေးနိုင်ပါဘူးလှုပ်ဆောင်မှုမှတ်တမ်းတွေဟာလည်းပျောက်ပြတ်သွားမှာမဟုတ်ပါဘူး အဆိုအမိန့်လေးတစ်ခုရှိပါတယ် Every sunset brings the promise of a new dawn နဲ့စည်းစာတိုင်းဟာ အာယုံတစ်တစ်ခုရစေမယ်ဆိုတဲ့ဂတိကိုစောင့်ခြင်းလာပါတယ်တဲ့ကျွန်တော်တို့အားလုံးဟာတိုင်းပြည်ရဲ့အာယုံတက်ချိန်ကိုရောက်ဖို့ကိုစီကိုင့နိုင်တဲ့ဝင်ကိုထမ်းရင်းဆက်လျှောက်ကြရအောင်ပါအားမလျှော်ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်28ရက်12လ2023 ဒီနေ့ဆာမလေးကငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်လေးရဲ့အပိုင်းငါးလေးကိုဖတ်ပြသွားတာဖြစ်ပါတယ်။ရှစ်တစ်ပတ်ဒီမှာလဲဆာမလေးကဒီစာအုပ်လေးထဲမှာကြန့်ရှိတဲ့စောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့စောင့်မျှော်ကြည့်ရှုနားဆင်ပြကြပါအောင်ရှင်။ကျေးဇူးများ යි တင်ပါတယ်ရှင်။